ရင်အေးနေရပဲပင်ပင်းလေးစားပါအောင်လို့ပြည့်တဲ့တည်းစီးမှန်နဲ့ဝမ်းမှန်နဲ့ပေါ့နော်နောက်ပြီးပါဇက်ထဲမှာအပူနာတွေပောက်တဲ့အခါမျိုးလေအဲ့အမျိုးမှသူပင်ပင်းလေးစားပြီးပါဇက်အပူနာတွေလည်းပျောက်တယ်အသီးနံလက်လက်ဆက်ဆက်ပေါ့နော်အသီးလေးတွေအဆုံပါဒီမှာဆိုဖရဲသီးတို့နောက်အများကြီးပဲဒီမှာအသီးတွေသာကြည့်လိုက်တော့ဘယ်နှပန်းလောက်ကုန်လဲမှန်းကြည့်ပေါ့မှန်းကြည့်စားပါလေဆယ်ပန်းတော့မကုန်နိုင်ပါဘူး။ဒါပေမဲ့ဟိုဆက်ဆက်ခွင့်နေတော့ကျွန်တော်တို့ပထမဆုံးရောင်းတဲ့ဈေးမှာ၄ဘန်းပဲလုပ်တယ်။၄ဘန်းလား။အဲ့ဒါ၄ဘန်းတော့မကုန်ကုန်ဘူး။ ပုံမှန်တိုင်းဆိုရင်တော့ကျွန်တော်တို့အတီးလေးမျိုးထည့်တယ်ဟုတ်ပြီလို့ရှိရင်အဲ့ဒီဟိုပါပေါ့အရာအနောက်တော့ပင်ဟိုလေးမျိုးထည့်တယ်ပဲပင်ပင်းလေးစားပါအောင်လို့ပြည့်တဲ့တည်း ကောင်းမှကောင်းပဲသူကအရင်လေးတွေလည်းပါတယ်နောက်ပြီးတော့ဂျယ်နီလေးတွေလည်းပါတယ်နောက်ပြီးတော့အသီးနှံလက်လက်ဆက်ဆက်ပေါ့နော်အသီးလေးတွေအဆုံပါတယ်ဒီမှာဆိုဖရဲသီးတို့နောက်အများကြီးပဲဒီမှာအသီးတွေဒါကြည့်လိုက်တော့အသီးတွေအဆုံပါတယ်နောက်တစ်ခုကအစိမ့်အရသာအနေနဲ့လေပီယိုစီလေးလည်းပါတယ်စိမ့်စိမ့်လေးနဲ့စားကောင်းတယ်နောက်ပြီးတော့သူကလေပူစီနံလေးပေါ်အောင်ထားရယ်ပူစီနံကတော့ပူစီနံကြိုက်တဲ့သူတွေအတွက်တော့အဆင်ပြေတကယ်လို့မကြိုက်ရင်တော့ပူစီနံလေးဖယ်လိုက်လို့ရပါတယ်ပူစီနံနဲ့မှုမှုလေးနဲ့ အဲ့ထဲမှာလုံးဝလန်းသွားရတခါလေပင်ဖိန်းကိုဘာလို့ခိုင်းလို့စားနေရလဲတလားဒီဟာဒီနဲ့အရန်လိုက်တယ်သူကလေရေအေးတယ်စီးမှန်တယ်ဝမ်းမှန်တယ်ပေါ့နော်နောက်ပြီးပါဇက်ထဲမှာအပူနာတွေပောက်တဲ့အခါမျိုးလေအဲ့အမျိုးမှာသူပင်ဖိန်းလေးစားပြီးပါဇက်အပူနာတွေလည်းပျောက်တယ်နောက်တစ်ခုလေဒီပင်ဖိန်းကသူကတဘာဝဒီတစ်ဥတွေကနေထုတ်ထားတာပေါ့နော်ဝါဥကနေထုတ်ထားတာဖြစ်တဲ့ဆိုတော့ဘေးဥကလည်းမရှိဘူးတဲ့ဒါခိုင်းလို့စားနေရမျိုးစားကအဲကီဝီပေါ့နော်အဲ့တော့ပင်ဖိန်းလေးလာစားနေရခိုင်းကျော်ကအခုကြောင်မြောင်းနေကဒီလမ်းကတတိပဌံလမ်း

အခုမှကတ်စမာလာမှာဒါပါလေဟုတ်ဒါဆိုတော့ကွာမစတော်ဘယ်ရီရတာနဲ့ဩစတော်ဘယ်ရီရတာအမစားတာကွာနော်ကီဝီနော်ဟုတ်တယ်ဟုတ်တယ်အရတာဘယ်နှမျိုးလောက်ရအောင်လဲပြည်သက်တွေပြောကြအရတာကတော့မှ၄မျိုးရရယ်မစတော်ဘယ်ရီရရယ်ပင်မဲရရယ်ကီဝီရရယ်ပြီးတော့မမမော်ရတာပေါ့နော်ဟုတ်အဲ့ဒါလေးရစတော်ဘယ်ရီရဲ့ကီဝီရဲ့ပင်မဲ့ရဲ့မမော်ရဲ့လေးမျိုးလေးမျိုးရရဲ့ဒါလေးတည်းပါ အဲ့ဒါကြောင့်ကျွန်တော်တို့အရသာထက်ထည့်ရပါဘောနော်ဘာလို့လဲဆိုတော့ဒီပိတ်ဖိတ်ထဲမှာကြတော့သူအရသာမထည့်ထားဘူးဒီဝေါ့ညောင်းတဲ့လူတွေဆိုလို့ရှိရင်အဲ့ဒါတတ်တတ်ထည့်ရများအရသာအဲ့ဒါတတ်တတ်ထည့်ရအောင်ပါတော့ပင်နေထည့်တော်ပင်ရောဟိုကစားမရစိတ်ကြိုက်ရရလားတော့ညီမလေးတို့စီစဉ်မိထားရလားတော်ပင်ရောညီမတို့ဟို စိတ်ကြိုက်ရွေးရမှာညီမတို့ကတော့အကုန်လုံးထည့်ပြီးရတယ်ဒါပေမဲ့ကိုမကြိုက်တဲ့ဟာရှိရင်ပေါ့နော်ဥမာဒီမှာငါတို့ထည့်ရဆိုတီယိုစီပါတယ်တီယိုစီဆိုတချို့ကျတော့မတည့်တာမျိုးမကြိုက်တာမျိုးလို့ရှိရပေါ့နော်အဲ့လိုဆိုရင်ညီမတို့မထည့်ဘူးအဲ့လိုမျိုးပုံမှန်တိုင်းဆိုရင်တော့ညီမတို့ကအတီလေးမျိုးထည့်တယ်ပြီးလို့ရှိရင်အဲ့ဒီဟိုပါပေါ့အရာအနောက်တော့ပင်ဟိုလေးမျိုးထည့်တယ်အဲ့ဆိုရောင်းရဘယ်လောက်တောင်အများကြီးရှိနေလဲမသိတိတိတိဘယ်နှပန်းလောက်ကုန်လဲ မှန်းကြည့်ပေါ့ဟုတ်မှန်းကြည့်7 7ဆယ်ဘန်းတော့ကုန်တယ်မှာဒါပေမဲ့ဟိုဆက်ဆက်ခွင့်နေတော့ကျွန်တော်တို့ပထမဆုံးရောင်းတဲ့နေ့မှာ၄ဘန်းပဲလုပ်တယ်၄ဘန်းလုပ်တယ်ဒါပေမဲ့၄ဘန်းတော့အကုန်ကုန်၄ဘန်းတော့ကုန်သွားပါပြီဆိုင်ရောင်းတဲ့နေ့တွေကတစ်ခါမှဈေးဝင်ပေါက်တာမရှိဘူးမရှိဘူးမရှိဘူးနော်ကျွန်တော်တို့အစားစိုးရင်ခဲ့တယ်ကျွန်တော်တို့လုပ်တဲ့ဟာအလိုရောင်းရောင်းရပါမလားဆယ်ခွက်တောင်ရောင်းရပါမလားဆိုပြီးအဲ့လိုစိုးရင်တဲ့အချိန်တွေတော့ရှိပြီပဲမှာဒါပေမဲ့ဟုတ်လားဟာညွန်လင်ထားတာထပ်ပို့ပြီးတော့အဆင်ပြေတယ်ဆော့ဆော့တယ်မှာဟုတ်အသက်တိတ်မကြီးသေးဘူးခင်ဗျာတော့ ်ဘယ်ဘယ်လောက်လောက်ရှိဘူးလဲအဲ့ဒါညီမ24 24 25ပေါ့ညီမရောအဲ့ဆိုပညာရေးကလောလောဆယ်ရောဘယ်လိုမျိုးဆက်ခံတော့ပညာရေးကတော့ညီမတို့ကဖွဲ့ရပြီဖွဲ့ရပြီအလုံးအလုံးလဲလုံနေတယ်အလုံးလဲလုံအလုံးရှိတယ်ဟုတ်အလုံးမှလည်းလုံရှိသေးတယ်အလုံးမှလည်းရှိသေးတယ်ကျွန်တော်ကတရားစားတခါဟုတ်အလုံးအလုံးလဲသွားနောက်တစ်ခုစိတ်ဝင်စားတာဒီပင်ဖိန်းနဲ့ပတ်သက်တဲ့အကြောင်းလေးပေါ့ပင်ဖိန်းကဘယ်လိုဘယ်ဘယ်ဒေတာအစားစားလဲဘယ်လိုမျိုးလေးလဲပေါ့ရှင်းပြပေးပါဦးနည်းနည်းလားသူကတော့ဟုတ်ပေါ့နော်ဒီပင်ဖိန်းရဲ့စားစားကတော့တရုတ်ပြည်ဘတ်တူအဲ့ထိုင်ဝမ်ဘတ်တူပေါ့နော်ဟုတ်ကဲ့ ရိုးရာအစားအစာလိုမျိုးပြောရမှာပေါ့နော်အဲဒါပေမဲ့ခုနောက်ပိုင်းဆိုအဲ thai thai လို့ပဲပြောပါလေအဲ့လိုပေါ့နော်အဲသူတို့လည်းအဲ့လို street food နေလည်းအဲ့လိုရောင်းစားကြတာလေးရှိရဟုတ်ခုနောက်ပိုင်းတော်တော်လေးတော့ဖြစ်စားတာပြီဟုတ်ရတာလေးလားဘယ်လိုနေလဲပေါ့အနက်နေရတော့ तू အနက်ခံစားနေရတယ်နည်းနည်းလမ်းသွားတယ်ဒီပူစီနံအနက်လေးတွေလည်းရတယ် အဲ့တော့ဒါလေးစားလိုက်အောင်ပဲခုနကတော့လေကောက်ရင်းဒီအလုံးလေးကိုမှွေလိုက်တာအောက်ရောက်သွားတော့မစားရသေးမြည်ကြည့်လိုက်အောင်လေအကောင်ကောင်းငင်းလုံးလေးလက်ကောင်းငင်းအရသာလေးပေါ့နော်ပင်မဲ့ဒီအရသာလေးရဲ့နောက်ပြီးလို့ရှင်ဒီကနက်နက်သီးစိတ်လေးတည်းအရသာဖဲသီးစိတ်လေးတည်းအရသာပြီးတော့ဂျယ်လီအဖက်လေးတွေပေါ့နော်ဂျယ်လီအဖက်လိုမျိုးသူတို့အဖက်လေးလည်းဆိုတော့စားလိုက်တဲ့ခါမှာရေအေးအေးလေးနဲ့ရှော့ရှူရူလေးဝင်သွားတာပေါ့အဲ့လိုစားလို့စားမှမသိဖြစ်ဖြစ်ဆိုဆိုဝင်သွားတယ်တခုပဲသူကလေမလေးတို့ပြောပြောသလိုပဲအချို့အရသာအရင်အများကြီးမဟုတ်ဘူး ချိုရဲနေအောင်မို့ဘယ်ဟာပဲစားလိုက်စားလိုက်တဘာဝအသီးနဲ့အရသာလေးတွေကိုခံစားမိရဲ့အယောင်လေးတွေလားအရသာလေးတွေပြောင်းထားတော့ခုနပထမစားတာကီဝီနဲ့ဒါနဲ့ဆိုလို့ရှိရင်ခိုင်ကြွားတော့ပင်မဲ့ပူကြိုက်တယ်ဒါလေးကစတော်ဘယ်ရီစတော်ဘယ်ရီဒီလေးတွေမျိုးကောင်းပြန်ရောဘယ်စရာလေးသာစားလို့ရှိရင်အောက်ကိုတော်တော်လေးမှုရွေးပါတယ်အောက်မှာအရသာတွေရှိနေတာအပေါ်ရံမဲစားစားလိုက်လို့ရှိရင်အရသာတွေအပေါ်မတက်လာအောင်ဘိုင်းတို့မြင်ရကြတော့ စတော်ဘယ်ရီလေးဆိုရင်စတော်ဘယ်ရီလေးလေးပါထည့်လိုက်ရင်ပုံမိုက်မယ်ဒါပေမဲ့သူ့ရာသီလိုက်ပေါ့စတော်ဘယ်ရီပေါ်တဲ့ရာသီကြောင့်မှစတော်ဘယ်ရီတော့ပင်လေးပါထပ်ထည့်ပေးပြီးတော့ဒီဘက်ကလည်းပင်မဲ့ဆိုလို့ရှိရင်ဘာထည့်လို့ရမလဲနောက်ပြီးတော့ကီဝီဆိုရင်ရောဘာလေးကီဝီသီးလေးတွေထည့်လို့ရမလားအဲ့လိုဆိုပို့ပြီးတော့များလိုက်ဖက်ပြီးတော့ပို့ပြီးတော့အရသာရှိသွားမလားပို့ပါတော့ဒါလေးကတော့ peach peach ပေါ့နော်သူကဘယ်လိုအရသာမျိုးများဖြစ်နေမလဲသုံးခုထဲမှာအကြိုက်ဆုံးရွေးပေးမယ်နော်ပြီးရင် သူလည်း peach အရသာလေးရမယ်နောက်ပြီးတော့အနံ့ပြောင်းသွားတယ်တခုချင်းစီပါလေအရသာကတော့အရင်ကွဲခတ်သွားတယ်မျိုးတိတ်တော့မရှိနည်းနည်းလေးပဲအရသာလေးတွေပါတယ်အဲ့တော့ဒီလေးမျိုးထဲမှာဆိုလို့ရှိရင်အကြိုက်ဆုံးရွေးပေးပါဆိုပင်မက်ကြိုက်တယ်ပင်မက်လေးအကြိုက်ဆုံးပဲအပိတ်သက်တွေလာရင်တော့ပင်မက်လေးမြည်ကြည့်ပါလို့ခင်ဗျာပင်မက်လေးအရင်သဘောကျနေတယ်ပြီးတော့ဒီထဲမှာပါတဲ့တီဟိုစီးစိမ့်စိမ့်လေးတွေအရသာလေးတွေလည်းအရင်ကောင်းတယ်လေ အားလုံးကိုလာမြင့်ကြည့်ရပါလို့သူကအစိမ့်ရတာအတီးရတာအဲ့လိုရတာလေးနဲ့ရင်ထဲကိုအေးသွားစေတယ်စားလို့စားမမသိအောင်အေးအေးလေးခံစားရတာဖြစ်တဲ့အတွက်လူကြီးလူငယ်အရွယ်မြွေနောက်ပြီးလို့ရှိရင်ကလေးတွေရောအကုန်လုံးပေါ့နော်ကြိုက်ကြမယ်ထင်တယ် ညီမတို့ဒီဆိုင်ရပေါ့နော်ဒီကြောင်မြောင်းတတိပဋ္ဌာန်မြမပေါ့ AYN ဘန်ဘေးမှာရှိပါတယ်မဟုတ်။တိုင်ဖွင့်ချိန်ကတော့ညီမတို့နေ့လယ်တနားရနေပြီးတော့ည9:00နာရီလောက်ထိရောက်ရှိရဟုတ်။ကျေးဇူးပါမ။ဟုတ်ကျေးဇူးပါမ။အများကြီးလာပြီ။သွားလိုက်ပါအောင်။ဟုတ်ကဲ့ဟုတ်ကျေးဇူးပါရှင်။အဲဒီဟာဆိုလို့ရှိရင်တို့ကတန်ရှင်းတည့်ရမှုကတော့ဆိုင်လေးကတက်တက်ရက်လေးနဲ့ချစ်စရာလေးအဲ့တော့တန်ရှင်းတည့်ရမှုဘိုင်းလေးကခိုင်ကျူ5စရာလေးပဲပေးချင်ပါသေး။နောက်ပြီးတော့အရသာအရသာကတော့ခုနပြောသလိုအဲချွတ်ချွတ်ချင်းချင်းကြိုက်တဲ့သူလေးတွေအတွက်တော့ပို့အဆင်ပြေလေးမယ်။နောက်ပြီးတော့ဒီယာတီနဲ့လိုက်ဖက်တယ်။အဲ့တော့အရသာဘိုင်းလဲ5ပဲပေးချင်ပါသေး။ဒါမဲ့ဈေးနှုန်းပိုင်း ်းပေါ့နော်အဲဂျင်းနိုဘိုင်းလေးကတော့ခိုင်ကျူ4စားလို့ပေးမယ်နော်အာ4 4စားပေါ့စေးစစ်တင်ပါတယ်ကဲအဲ့ဆိုခိုင်ကျူပြန်တော့မယ်တက်တာလို့မိုးလဲနင်းနေညနေစောင်းနေပြီတက်တာ